အစိုးရငွေဖြင့်လဲပတ်နေတဲ့မီဒီယာများအောင်ဒေါ်နယ်ထရပ်ကကတ်သက်ပိတ်ပင်လိုက်ဒီကိုရုရှားအစိုးရသတင်းဌာနများကကြိုဆုံ VOE RFA ပါဝင်အမေရိကန်အစိုးရထောက်ပံ့ငွေနဲ့လဲပတ်နေတဲ့မီဒီယာတွေကိုတမ်လာထရပ်ကဖျက်တောက်ပိတ်သိမ်းဖို့ဆုံးဖြတ်ချက်ဟာရုရှားအစိုးရဝါဒဖြန့်သတင်းဌာနတွေကကြိုးဆိုထောက်ခံကြောင်းမလာဆက်ခွန်မှပြောဆိုခဲ့ပါတယ် ဗလာဒီမာပူတင်တရင်သမားသူရဲကောင်းဆုရှင်တွေဖြစ်တဲ့ဝါရဖြာရုပ်တံအစီအစဉ်တင်ဆက်သူဗလာဒီမာဆိုလိုရော ਨੇ ရုရှားအစိုးရသတင်းဌာနအက်ဒီတာချုပ်မာဂရီတာစီမွန်ရန်ကတော့တမ်ရော့ထရက်ရဲ့အဆုံးဖြတ်ချက်ဟာမှန်ကန်တဲ့အဆုံးဖြတ်ချက်ဖြစ်တယ်လို့ရုရှားသတင်းဌာနတွေအတွက်အံပွဲဖြစ်တယ်လို့လည်းဆိုပါတယ်အမေရိကန်ငွေနဲ့လဲပတ်နေတယ် Radio Free Europe သတင်းဌာနကြီးရဲ့ဝါရဖြာရေးသားထုတ်လွှင့်နေတာတွေကိုဥရောပသားတွေဖတ်ရှုရတာမှမဟုတ်ဘဲ သတင်းမှန်တွေကိုပဲမြင်ရကြားရတော့မယ်လို့မာဂရီတာစီမွန်ရမ်ကပြောပါတယ်။ Radio Free Europe ကိုတရားမဝင်သတင်းဌာနအဖြစ်ရုရှားအစိုးရကအကြေညာတက်မှတ်ပိတ်ပင်ခဲ့တာဟာမှန်ကန်ကြမ်းကိုတော်နယ်ထရက်ကထပ်မံတက်တည်ပြလိုက်တာဖြစ်တယ်လို့လည်းရုရှားအစိုးရသတင်းဌာနတင်ဆက်သူတွေကပြောဆိုထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။